ယေမင်္ဂလာပါဒီနေ့အတွက်ကတော့ chapter 3ရဲ့ lesson 7ပါနော်ဘာတောင်းပြောမလဲဆိုတော့ key အကြောင်းပြောမှာဖြစ်ပါတယ်ဒီ qualify တို့ power window တို့ tracker တို့အရေးကြီးတယ်လို့ key ကလည်းအတုံးဝင်တယ်တော်တော်လေးကိုအတုံးဝင်နေတယ်မှာပါတယ်အာကျွန်တော်ဘယ်လိုမျိုးနေရဘယ်လိုမျိုးနေရမှာတောင်းမှာဆိုတော့ကြည့်ကြအောင်ဗျ let's go okay အာဒီအခုမလေးကြမှာပေါ့ဒီအခုကျွန်တော် default တက်မှာဆိုရင်ကျွန်တော်ဒီမှာ key ပေါ့နော်ဒီပါ color grade ထဲမှာဒီဒီအားလုံးတူးထဲမှာဒီကျွန်တော်တို့ကျွန်တော်တို့ရဲ့ လာရဲ့ဘေးနာပါဗောနကျွန်တော်အာဒီမက်ချမန့်တို့ဘလာတို့ကျွန်တော်ကြော်လိုက်တာဗောနဒီမက်ချမန့်နဲ့ဘလာတို့ဒီကလာဝေါ်ပါတို့ကလာဆန်ရန်တို့ကဆိုရဘာရှင်းမပါတာဗောနဆိုရဘာရှင်းမပါတယ်ကျွန်တော်နောက်ပြောပြပါမယ်ဒီဒီအကောလွန်ဒီ free version ပြောပြမှကျွန်တော်ဆိုရဘာရှင်းကြောင်းကျွန်တော်ပြောပါမယ်ဗောနအခုကျွန်တော် key ကြောင်းပြောဗောနအခု key မှာကျွန်တော်ဘာတော့တော့ key မှာဆိုရင် key import ရှိတယ် note key ဗောန key import ရှိမှ key import မှာဆို gain observe blue blue r blue hv a key output gain offset qualifying gain offset ကျွန်တော်တို့ key ကျွန်တော်တို့အမြဲကျွန်တော်ဆိုအမြဲတမ်းတောင်းနေကြတခုရှိတာပေါ့နော် key output ဥပမာဆိုဒီကျွန်တော်တို့အာအခု foot tick ကပေါ့နော်အခု foot tick မှာဆိုရင်ကျွန်တော်ဒါတချင်းတစ်ပုတ်တော့ကျွန်တော် color grading လုပ်ထားတာပေါ့နော်အချင်းတစ်ပုတ်ကတော့ color grading လုပ်ထားတယ်ဒီအခု note တွေအားလုံးမှာကျွန်တော်ဒီမှာ ရာဆာဘာအွန်လိုင်းပြီးတော့ဒီဒီကွန်ပေါင်းနှုတ်မှာပေါ့နော်ကျွန်တော်ဖလင်လက်လို့ရတယ်ကျွန်တော်ကွန်ပေါင်းနှုတ်ကျွန်တော်တစ်ချက်နှိပ်လိုက်ပဲနှစ်ခုရှိတော့ပေါ့နော်ကျွန်တော်ကဒီမှာဒီကွန်ပေါင်းနှုတ်မှာဆိုကျွန်တော်ကအာအောက်ပုတ်ကမ္ဘာမှာဆိုရင်စီနီယွန်လော့ပေါ့နော်ဒီကျွန်တော်တို့ဖူရှီဖူရှီရဲ့60ဖူရှီရဲ့3ဒီ60ပေါ့နော်ဒီ original ကျွန်တော် original ပေးထားရဲ့လက်ပါပဲဒီအဲ့ကျွန်တော်တို့ကွန်ပေါင်းနှုတ်မှာကျွန်တော်လက်တုံးတော့ပေါ့နော်ဒီလက်ပေါ်ကျွန်တော်ကွန်ပေါင်းနှုတ်နဲ့တုံးတော့များပါတယ်ကျွန်တော်တို့တုံးတဲ့ဒီလက်ပြ intensity လို့ကျွန်တော်ပြောပြောပြောပါမယ်နော်ဒီလက်ပြ intensity ပေါ့နော် အခုကျွန်တော်တို့တောင်းက lab ကအပြည့်ဗျာအခုကျွန်တော်တို့ဒီ lab ကိုနည်းနည်း lab ကိုကျွန်တော်နည်းနည်း short ချင်တာပါနော်ဒီ lab ရဲ့ color တောင်းကိုကျွန်တော်နည်းနည်း short ချင်တာပါနော်အဲကျွန်တော်အဲ့ဒါတောင်းများဆုံး key output မှာကျွန်တော် gain မှာကျွန်တော်တောင်းတာပါနော် gain မှာကျွန်တော်နည်းနည်း short လိုက်မှာဆိုရင်အဲ့ဒါနာဒါဆိုကျွန်တော်အကောင်လုံး short လိုက်တယ်ဒါဆို red အကောင်လုံး short လိုက်ရင်ကျွန်တော်တို့ဒီကျွန်တော်တို့ lab မထက်တဲ့ lab မထက်ထားတဲ့ပုံစံပါနော် recipe online ပါဥပမာကျွန်တော်တို့ကျွန်တော်ပြပြကျွန်တော်ပြမှာဒါဆိုဒါတော့ကျွန်တော်တို့ဒါက ဖြတ်လိုက်မယ်။ဟိုဒါဆိုရင်ကျွန်တော်တို့ရဲ့အာ reservoir online ပေါ့နော် reservoir online log ပေါ့နော် reservoir online log အဲ့တော့ကျွန်တော်ပြန်ထပ်လိုက်ဆိုတော့ဒါကဒီအာ fuji log ပေါ့နော် fuji log ဒါကကျွန်တော်အာအပီး color မ creative ဘူးနော်ဒါကျွန်တော် the lab ထက်တာဒီကကျွန်တော် light intensity ကိုကျွန်တော်ဆိုဒီ key output မှာကျွန်တော် show လိုက်ကျွန်တော် maybe 0.50လောက်ထားမလားကိုဘလောက်ထားကျွန်တော်ဆို0.50လောက်ကျွန်တော်ထားတာဗောနော်0.50အဲ့ ငါဆိုကျွန်တော်ထားတဲ့ဒီဒီမှာဆိုအာအေဒီ key output မှာဆိုရင်ဒီ key output မှာအဲ့ဒါတုံးအများဆုံးဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ codify မှာဆိုကျွန်တော်တို့ပြန်ရမှာတုံးလဲဆိုတော့ codify မှာဆိုဥပမာဆိုကျွန်တော် codify မှာ codify မှာပြန်တုံးတာပေါ့နော် codify မှာကျွန်တော်တို့ဒီအနေကြီးကိုကျွန်တော်တို့ slash မှတ်လိုက်ပါပေါ့နော်ဒီအနေကိုကျွန်တော် slash မှတ်လိုက်မယ်ဒီအနေကိုကျွန်တော် slash မှတ်လိုက်မယ်နော်အာတူတူတူโอเค တော်ကျွန်တော်ကျွန်တော်ကတိတ်ချာတော့မလုပ်တော့ဘူးနော်ဒီဟာလေးပေါ့ဒါဆိုကျွန်တော်တို့อืมဒီဟာလေးကျွန်တော်တို့ hue ပြောင်းလိုက်မယ်ကျွန်တော် hue ပြောင်းလိုက်မယ် okay အ hue ပြောင်းမယ်ကျွန်တော်တို့ဒီအာ key မရကျွန်တော်ဝင်မတ်ဒီဒါဆိုရင်ကျွန်တော် qualify နေရမှာပေါ့နော် qualify နေရမှာဆိုကျွန်တော်တို့ဒီ gain ရ gain ရ offset မှာ offset ကကျွန်တော်ကျွန်တော်ကြည့် offset အကောင်အတူ short လောက်တာပေါ့နော်သူကအကောင်လုံးထိတယ်အကောင်လုံး offset ကအတူ short လောက်တယ်ဒီကျွန်တော်တို့ရဲ့ ကျွန်တော်ရဲ့အယောင်ကတိုးချောက်တော့ဂိန်းကအလင်းအမှောင်ပါနော်ဂိန်းကအလင်းအမှောင်ဒါမှမဟုတ်ပိုလင်းဝါမယ်ပိုမှောင်ဟောဒီသူရဲ့ကလာတုံးနေပြောက်သွားတော့ဘာကိုမကိုမလိုချင်တဲ့နေရာကိုပြီးတော့ဒီဟာဒီဒီမှာ invert ပါနော်ကျွန်တော် invert နှိုက်လိုက်ရင် အပြင်ဘက်ဖြစ်သွားတယ်အပြင်ဘက်ပါနော်ဒီမှာ qualify ကျွန်တော်တို့လောက်ထားတဲ့အပြင်မှာ qualify ပြောပဲ။ဘာနဲ့တူလို့ကျွန်တော်တို့ဒီရာလေးကိုကျွန်တော် impact လုပ်နေတဲ့အတူတူပဲပေါ့နော်။ဒါဆိုအတူတူပါပဲ။အဲ့ဒါ similar ပါပေါ့နော်။အတူတူပဲ။ โอเคဒါဆိုရင်ကျွန်တော်ဒါလေးကိုကျွန်တော်တို့ကျွန်တော်ဒီနေ့နည်းနည်းနာစီးရတိုက်နေမကောင်းအဲမလောက်တော့တူတူပါပဲအဲ့ဒါလည်းကျွန်တော်တိတ်မတုံးပါဘူးတိတ်အရင်ချင်းတော့မတုံးပါဘူးเนาะကျွန်တော်တော့တော့ဒီ key output မှာပဲ key input မှာဆိုရင်ကျွန်တော်တို့ဒါလေးဒီဒီကျွန်တော်တို့ဒီဒီ primary primary color wheel မှာเนาะ primary color wheel မှာကျွန်တော်တို့ christmas light add 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 map မှာနိုင်လိုက်ဒီမှာဆိုနောက်တစ်ခုထွက်လာမှာဒီဒီဟာဒီနောက်တူတူများများကဒီ HR map မှာဆိုရင်တော်တော်များများဒါကျွန်တော်တို့ပါလဲလောက်ထားတယ်ဆိုတော့ဒီဟာဒီဟာ highlight တွေပဲတော်တော်သူဖမ်းထားတာများမဟုတ်ဒီဒီနောက်မှာကျွန်တော်တို့အာအခြားအခြား share လို့ကျွန်တော်ချက်ကြည့်မှာဒါ share share နေရမှာသူပြောင်းအောင်မနော် share ရှိနေနေရမှာသူပြောင်းအောင်မယ်ဒါမှ share ရှိနေနေသူပြောင်းအောင်မယ် okay ဒီဒီမှာဆိုဒီမှာဆိုမနော်ဒါသူပြောင်းအောင်မယ် okay အဲ့ဒါဆိုရင်ကျွန်တော်တို့ဘယ်ပါတယ်တောင်းလို့ရတာဆိုတော့ကျွန်တော်တို့ဒီ key အာ key input မှာကျွန်တော်တို့ available လုပ်ရတယ်ဒါမှပြောင်းပြန်လုပ်လို့ရတယ်ပေါ့နော် ါဆိုပြန်ပြန်လှုပ်လို့ရရတယ်ပြီးတော့ဒီ gain ကိုလည်းကျွန်တော်အတိုး short ပေါ့နော်ဒါဒီအပြာပိုများချင်လားနည်းချင်လားများချင်လားနည်းချင်လားအလင်းမောင်နည်းများချင်လားနည်းဒါလည်း offset ကအဲ့ဒီအယောင် hue ကိုပို့ပြီးဥစားပေးတာပေါ့နော် offset ကဒီပြီးတော့ဒီအာဒီ blur ဒီဒီ blur အနဲ့ blur SV နဲ့ကကျွန်တော်တို့ဒီဒီဒီ blur နဲ့ similar တူတာပေါ့နော်ကျွန်တော်တို့ဒီဒီဟာဆိုဒီဟာဆိုကျွန်တော်ဒါဆို ဒီ blah ကိုကျွန်တော်တို့အတုံး short လောက်တော့ပဲဒီ blah ကိုလည်းဒီအမှဆိုတာကညာဘက်ချမ်းကြောင်းရင်သူက particle particle blah ဝမယ်ပဲပဲချမ်းလောက်ရင် horizontal blah ဝမှာပါနော်အဲ့လောက်ပါပဲဒီ key ကကျွန်တော်အတုံးများဆောင်က key output ပါ okay ကျွန်တော် YouTube channel ကျွန်တော်ရဲ့ color grading course ကိုနေ့တိုင်းကြည့်ရင်ကျွန်တော် YouTube channel ကို subscribe လုပ်ပြီးတော့ကျွန်တော်ရဲ့ page ကိုလည်း like and follow လုပ်ပေးကြပါ okay အားလုံးပဲကံကောင်းခြင်းများဆောင်နေပါစေကြပါစေ bye bye